ကိုကအရန်ချစ်မိတွေ့တာမိတဲ့သူတွေကိုလက်လွဆုံးရှုံးရမှာစက်တက်ကြပါတယ်။သူကပေးတဲ့တရားတွေကိုလည်းတိတိကျကျနဲ့ပွတ်ဖတ်ထားမိတကြပါတယ်။သူ့ပေါ်ဘလောက်ပဲတွေ့တာနှောင်ဖွဲ့နေပါစေတစ်ချိန်မှာခွဲခြားရမှာပဲဆိုတဲ့အသည့်လေးနဲ့နှလုံးသွင်းစဉ်းကျင်ကြည့်လိုက်ရင်လူတယောက်ပေါ်တိတ်တင်းတင်းကျကျကြီးတွေ့တာမနေတော့ပါဘူး။သူ့ကိုလွံ့မြောက်ခွင့်ပေးလာနိုင်တာနဲ့အမျှ ကိုလည်းလွတ်လပ်ပေါ်ပါလာတာပါပဲအထူးသဖြင့်ကို့အပေါ်မှာမကောင်းတဲ့စိတ်တရားပေးတတ်တဲ့သူမျိုးဆိုရင်စိုးတင်းကြီးတွေ့တာနောက်ဖွဲ့မနေပဲလှစ်ချကြည့်လိုက်ပါခေလုံးလေးတစ်လုံးကိုဟိုးပေါ်ကနေလှစ်ချလိုက်ပြီးရဲ့အခါသူဘာဖြစ်သွားသလဲဘယ်ရောက်သွားသလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်မနေတော့တလိုမျိုးလှစ်ချကြည့်လိုက်ပါလူတစ်ယောက်ကကို့ပေါ်ကောင်းခြင်းမကောင်းခြင်း စေတနာရှိခြင်းမရှိခြင်းမေတ္တာထားခြင်းမထားခြင်းစတဲ့ညှော်လင့်ခြင်းတွေထားမနေတော့ဘဲလွတ်လွတ်လိုက်နိုင်တယ်လေတွေ့တာနောက်ဖွဲ့ခြင်းတွေရောပါလာလေလေပဲဖြစ်ပါတယ်တွေ့တာနောက်ဖွဲ့ခြင်းတွေရောပါလာလေလေသူကပြီးတဲ့ဒုက္ခတရားတွေပါနေရလာလေလေဖြစ်ပါတယ်